ငလင်တပါခံစားတော့တဲ့လူတွေကခံစားပြီးတိတ်လိုက်ရတာလေအဲ့ဒီတော့လည်းချစ်ကယူကျုံမရတလို့ကိုယ့်အကူကိုချစ်တဲ့အကူကြီးတယောက်ဆုံးရှုံးရတဲ့အတွက်ကြောင့်လည်းချစ်ကအရင်ခံစားမရပါဘူးညီမင်းမြပြခုပြင်ခုပြဆိုတဲ့တရားကြီးကိုချစ်ကပို့ပို့တိလာတယ်ငလင်မှလည်းတိလိုက်ရတယ် အခုကိုကြီးကိစ္စမှာလည်းပိုးတည်လိုက်ရတယ်ကိုမရစားတို့ပေါ့နော်ပြီးတော့ကိုမကိုမဘီလီထွန်းတို့ခုနကပဲကိုနေမြမွားတို့တယောက်ပြီးတယောက်ဒီလမ်းကြောင်းသွားတဲ့ခါကျတော့အခုတို့လည်းဒီလမ်းကြောင်းမှာပဲရှောက်အောင်ပါပဲလေဒါတော့တရားသဘောပါပဲတော်လို့မိပြီမဲ့လေအခုတို့လည်းဒီလမ်းကိုရှောင်လဲလို့မရဘူးအခုတို့လည်းလိုက်ရမှာပဲအဲချစ်ကေကနတ်သမီးလို့ပဲခေါ်တာအာသူကနတ်သမီးငါညီမနတ်သမီးငါညီမကြီးအမှုပညာလောကလူတွေကအဖိုးတန်တဲ့လူတွေရောဟလာဟိုအသက်ကြီးပိုင်းလူတွေရောအသက်ငယ်တဲ့လူတွေရောတဖြုတ်ဖြုတ်ကြွေကြွေကြတာမြင်တော့စိတ်ထိတ်ခိုက်တယ် အလွန်ကဖီတော့ပေးထားတယ်စီဝင်လေးများရဲ့ကဘာထောင်စစ်တော့ပါထောင်စစ်လာပါ ုင်နေဒီချိန်ကဒီချစ်ကြီးလို့မြမပီကြီးအတွက်ကံဆိုးတဲ့နှစ်လို့လည်းပြောနိုင်တယ်ဒုက္ခပေါင်းစုံကြုံတွေ့ရတဲ့အချိန်မှာချစ်ကြီးလို့မြမပီကြီးကပိုခံစားရတယ်ပိုထိခိုက်ခဲ့ရတယ် ငလေးလောက်တာချင်းအတူတူကို့မြန်မာပြည်သူပြည်သားတွေကိုထိရတယ်။အဲ့ဒီစိတ်ဆင်းရဲမှုကလည်းချစ်ငယ်မှာအရေးကြီးလို့ပဲ။ကို့တစ်စက္ကန့်လေးလေတအားတမီးတို့ရဲ့ညလုံးပိတ်ကြည့်အသက်ရှင်မှကြည့်သူတို့ဘလို့ခံစားနေရမလဲ။အဲ့ဒီကိုချင်းစာတည်းရချစ်ပြုံခြောက်လန့်နေတယ်လို့ပဲကြားကြားနေရတယ်။အသူတို့ဘလို့နေမလဲဆိုတော့တွေးမိတာတခု။နော်ကို့အကိုလိုချစ်တဲ့ကိုချင်းကြီးကအမျော်လင့်မယ်ဒီလိုကြီးဖြစ်သွားတော့ချစ်ငယ်ရင်ထဲမှာဟုတ် you ဘလို့ခေါ်မလဲသားတို့တပြည့်ချစ်ကလေးတရားနဲ့ဖြေပါလေမဖြေလို့မရဘူးဖြေလို့မရဘူးဟိုမြမပြီးဒီမှာဒီမှာရှိတဲ့ငလင်တဘာခံစားသွားတဲ့လူတွေကခံစားပြီးတိတ်လိုက်ရတာလေနော်ခံစားပြီးတိတ်လိုက်ရတာအဲ့ဒီတော့လည်းချစ်ကလေးယူကျုံမရသလိုကိုယ့်အကိုကိုချစ်တဲ့အကိုကြီးတယောက်ဆုံးရှုံးရတဲ့အတွက်ကြောင့်လေချစ်ကလေးအရင်ခံစားမရပါလေဒါကြောင့်ချစ်ကလေးနောက်ဆုံးနေ့လေးကိုအကိုလာပြီးကထောက်အောင်ပါ မြင်မြပြခုမြင်ခုပြဆိုတဲ့တရားကြီးကိုတကယ်ပို့ပို့သိလာတယ်ငလီမာလည်းသိလိုက်ရတယ်အခုကိုကြီးကိစ္စမှာလည်းပို့သိလိုက်ရတယ်မထင်ဘူးလေချစ်ကေတို့နောက်နောက်ပြပြောင်းလေ27ရက်နေမှာလည်းနောက်နောက်ပြပြောင်းနေလေချစ်ကေတို့အချင်းတိုက်တဲ့နေမှာလည်းနောက်နောက်ပြပြောင်းလေမထင်ဘူးပေါ့ဒီလိုဖြစ်နေလို့ဒါပေမဲ့သူ့ကိုယ်သူဟန်ဆောင်ထားမှတော့ချစ်ငယ်ရိတ်ရိတ်နေတယ်အခုညံပြားစားတော့အခုတိတ်ကြည့်ရတာအခုနည်းနည်းအားမရှိဘူးနော်ငယ်ပြောတယ် ။အာညီမရဲ့တဲ့ပူတာ ው တဲ့အဲ့လိုသူပြောတယ်။ပူတော့လေဖြစ်ပါပေါ့တဲ့။သူကိုယ်ရင်ကောင်းမောင်းလာတာကိုချင်းငယ်တို့ဟိုတချင်းတိုက်တဲ့နေရ။သူကိုယ်ရင်ကောင်းမောင်းလာတော့ချင်းငယ်လည်းသူ tough ပဲထင်တာပေါ့။ဒါပေမဲ့သူမျက်နှာနည်းနည်း feel ဖြစ်တယ် feel ဖြစ်နေတယ်မျက်နှာလေးနေနေကဟိုအယောင်ကနှုတ်တော့အကိုတည်းကတတိထားတော့လို့အကိုကြည့်ရတာလို့ဟိုတိတ်ပြီးတော့ဒီသွေးတွေမရှိသလိုပဲဟုတ်တယ်ကသွေးအားနေနေတာအဲ့တော့သူပြောတယ်အဲ့ရသူခယူးဆိုင်လိုက်ရမှာနော်သူသူကလည်း ယောက်ျားလေးဆိုတော့တီတိုင်းလည်းပေါင်ပါပေါ့နော်တပီးလို့လေအဲချစ်ကြီးကတော့နတ်တပီးလို့ပဲခေါ်တာအာသူကနတ်တပီးငါညီမနတ်တပီးငါညီမကြီးအာတခုဆိုလဲအကိုနော်ဟိုအကိုနည်းနည်းလေးတတိထားပြောအောင်နောက်ငေးချစ်ကြီးလို့ချစ်ကြီးကလည်းအမှန်တရားကြီးပြောတတ်တော့ညီမကြီးအမှန်တိုင်းမကောင်းဘူးနော်တတိထားပြောအောင်အဲ့လိုပေါ့တတိတကတတိပြီးနေကြဆိုတော့ကိုခံစားရတယ်နောက်သူ့မှာလည်းသားလေးကလူမမယ်လေးလေးဒီကလေးလေးကိုချစ်ရချစ်တယ်အဲ့ကလေးလေးကချစ်ကြီးကိုမြင်တာနဲ့သူကလာပြီး ဖွေတာဖက်တာဟိုကွဲမှလေ22ရက်နေတော့လဖက်တာပါချင်ရသူကတိတာပေါ့ဆိုပြီးတော့အဲ့လိုမျိုးတတိတို့လည်းတွေ့မှာပါနော်ဆိုတော့ကိုခံစားတာပေါ့တားရဲ့နော်နောက်ပြီးချင်ရတို့အမှုပညာလောကလူတွေကအဖိုးတန်းတဲ့လူတွေရောဟုတ်လားဟိုအသက်ကြီးပိုင်းလူတွေရောအသက်ငယ်တဲ့လူတွေရောအဖြုတ်ဖြုတ်ကြွေကြွေကြတာမြင်တော့စိတ်ထိတ်တယ်ကိုတို့ကသူ့ရဲ့ရုပ်လောက်ကြည့်ပြီးတော့တမဲ့ခန္ဓာကြီးကိုကြည့်ပြီးတော့ ဩငါတို့တွေလည်းတနေ့ဒီလိုသွားမှာပဲအဲတေတော်သူကိုတေမဲ့လူတွေကလိုက်ပုံနေတာပါပဲချင်းငယ်စီဒီတို့တရားလုပ်ပြီးတော့ချင်းငယ်လှူခဲ့တဲ့ကုသိုလ်ကောင်းအားလုံးကိုအကူကြားပါစေအကူရောက်တဲ့နေရာနေမြင်ပါစေဆိုပြီးတော့ချင်းငယ်အခုပဲသူအမျှပေးပေးခဲ့ပါတယ်မနေ့ပြန်လှူမဲ့အလှူမှာလဲသူ့ကိုချင်းငယ်တာတူခေါ်မှာပါမနေ့ပြန်ချင်းငယ်ငလင်ထွက်ပေါ့နော်ဟိုနာရေးကူညီမှုအသိရန်ကုန်နာရေးကူညီမှုအသိမောင်ထိုးကိုလေးကို ချင်းငယ်ဖုန်းဆက်ထားပါရဲ့ချင်းငယ်သွားလှူမလို့အရင်နေ့တွေကတော့ချင်းငယ်မအားလို့မသွားပြစ်ဘူးအဲ့ဒီမှာလေသူ့သူ့အတွက်ကိုကြီးစုပြီးတော့ချင်းငယ်မြစ်တာပို့မှာပါအော်မကတော့နုမြန်လောကမှာအသက်ရွယ်ရအကုန်လုံးကကြီးနေပါပြီအကုန်လုံးကိုယ်တိုင်လည်း56 ကြော်ပြီးဆိုလေကိုကိုအသက်ကြီးမှမသိတာပါသူများတွေကတော့ကိုရက်ကြီးတဲ့လူတွေနဲ့လည်းဟိုကိုမရစားတော့ဗောနော်ပြီးတော့ကိုမကိုမဘီလီထွန်းတို့ခရပဲကိုနေမြမွားတို့တယောက်ပြီးတယောက်ဒီလမ်းကြောင်းသွားတဲ့ခါကျတော့ကိုတို့လည်းဒီလမ်းကြောင်းမှာပဲရှောက်အောင်ပဲလေဒါတာဝေကတရားဗောနော်စတီရိုလောကဆိုလည်းကျွန်တော်လူငယ်တွေခုတော့လူကြီးတွေဖြစ်လာပြီအဖိုးကြီးဖြစ်လာပြီဆိုတော့အားလုံးကတော့ဒါကတော့တရားသဘောပါပဲပြီးတော့ခုနပြောတဲ့ရာသီဥတုကလည်းအရန်ပူပြင်းချောက်သေးတဲ့အချိန်မျိုးဖြစ်တဲ့ခါကျတော့လည်းကြီးတဲ့လူတွေကမခံနိုင်တဲ့အပိုင်းဖြစ်မယ်လို့ အခုထင်ပါတယ်ဒါတော့တရားသဘောပါပဲတိုးလို့မိပေမဲ့လည်းအခုတို့လည်းဒီလမ်းကိုရှောင်လဲလို့မရဘူးအခုတို့လည်းလိုက်ရမှာပဲနော်အဲ့တော့အများကျိုးဆောင်ရင်းနဲ့ကောင်းတာလုပ်ရင်းနဲ့ကိုယ့်ရဲ့နာမည်ကောင်းကိုထိန်းသိမ်းပြီးတော့ဒီလမ်းအောင်သွားတော့ပိုကောင်းတယ်လို့အခုမြင်ပါတယ်ဟိုကိုကြီးကတော့ ဟိုဘယ်လိုပြောမလဲအစတော့အဟောင်းဆိုပေမဲ့လေသူက update ဖြစ်ပါတယ်ပြောချင်တာသူကဒီလိုဘီယာဆိုင်တွေနောက်ပိုင်းရေဒီယိုဘားတွေပါတယ်တော့ကိုမောင်နှုတ်အုပ်စုနဲ့အမြဲတမ်းလေကိုမောင်နှုတ်နဲ့ဂျေး family ဘာညာဆိုတဲ့ခါကျပေးတဲ့တဲ့သူနဲ့တော့အဆက်သမပြတ်ပါဘူးသူဆိုတာတွေကခုနပြောသူနောက်ဆုံးကဟိုဟိုဘက်စကင်ထွက်တဲ့ကလေးနေလေဆိုတဲ့ video ပဲတက်လာတွေ့ပါတယ်ဆိုတော့သူကတော့နေရာတိုင်းကိုဆိုတဲ့လူတယောက်ဖြစ်တဲ့အတွက်သူ့နှုတ်ပညာကိုသူနေရာပေါင်းစုံကလှုပ်ထားတယ်လို့ပဲအခုမြင်ပါတယ်သူကဘာမှလှုပ်သိလှုပ်လိုက်တာအကုန်လှုပ်ထားခဲ့တဲ့လူတယောက်လို့အခုမြင်တဲ့အတွက်သူ့ဘဝကတော့ဟိုဆုံးရှုံးသွားမယ်သူလှုပ်သိလှုပ်လိုက်တာအကုန် ခွေပိုင်းမှာရောစိတ်ရှိုးပိုင်းမှာရောဒီနောက်ဆုံးဒီဘီယာသားရင်ငင်းမှုမှာလည်းသူရားတဲ့လောက်တော့ခုခတ်ပြီးပြိတ်တဲ့အဆက်အသွယ်မပြတ်အောင်လှုပ်ဝါနိုင်တယ်လို့အခုမြင်ပါတယ်သူကတော့ဟိုအနိုင်နဲ့ပိုင်သွားတယ်လို့အခုမြင်ပါတယ်မပေါင်းပြီးနော်အားချမ်းမခံလူမျိုးကြီးတွေလောက်တော့ပဲ